ကျွန်တော်ရဲ့မိတ်ဆွေများအလုံးမင်္ဂလာပါနော်ယူရိုမင်္ဂလာချိုင်းနေ့စဉ်ခါရော်ဘေးရရဟော့စတန်လေးဖြစ်ပါတယ်6ရက်7နှစ်လ2025ခုစနေနေ့1389ခုနှစ်တော်လပြည့်ကျော်2ရက်နေ့ဖြစ်ပါတယ်အဲဒီနေ့ကျွန်တော်တို့ဘေးရင်ပညာရဆိုင်ကောဇာဆန်းငါအလုံးဖြစ်တယ်မိဂတိအထွက်နှက်ကဖြစ်ပါတယ်တပ္ပဒိဋ္ဌိယုံရပြီးတော့ဗဒ္ဒရာ တိတိဖြစ်ပါတယ်။လက်ရသရာကြီးလို့တဲ့ကာလဖြစ်ပြီးတော့နေဖလကာလလည်းဖြစ်ပါတယ်။ဒါမှမဟုတ်ဒီစနေနေ့ကာလမှာကျွန်တော်ရဲ့မိစေခုနှစ်ရသားသမီးတွေအကြောင်းကိစ္စမျိုးစုံမှာအခက်အခဲကြုံတဲ့အခါမှာလွယ်လွယ်ကူကူပြုလုပ်လို့ရမယ်စေရရပါနော်။ဒါမြေသူမြေသည့်နေနံသားသမီးမဆိုလှုပ်လို့ရတဲ့ရေရရဖြစ်ပါတယ်။ဒါနေနံလိုက်တွက်ချက်ပြီးတော့လှုပ်တဲ့ရေရရမဟုတ်ပါဘူး။နေလိုက် တွတ်ချက်ပြီးတော့ပေးတဲ့အခရေရာတွေဖြစ်ပါတယ်နော်အဲ့တော့ပထမဆုံးကတော့တနင်္ဂနွေနံနဲ့ပတ်သက်တဲ့ကိစ္စပါနော်တနင်္ဂနွေနံနဲ့ပတ်သက်တဲ့ကိစ္စဆိုရင်အိမ်ရောက်ထွက်ခြင်းတဲ့ကိစ္စတွေအိမ်ဝယ်ခြင်းတဲ့ကိစ္စတွေနော်နောက်တစ်ခုကအိုးအိမ်နေရာထိုင်ခင်းပွဲစားလုပ်ကိုင်အကျိုးဆောင်လုပ်ကိုင်လုပ်ကိုင်နေတဲ့သူတွေနောက်အလုတ်ရခြင်းတဲ့သူတွေပေါ့လုပ်လို့ရပါတယ်နောက်အလုတ်ထဲမှာအထက်လူကြီးနဲ့အစင်မပြေတာစတဲ့အခက်အခဲကြုံတွေ့နေတဲ့သူတွေလွယ်လွယ်ကူကူပြုလုပ်လို့ရတဲ့ ဧရိယာဖြစ်ပါတယ်။တရင်းကုန်နေနဲ့ပတ်သက်တဲ့ကိစ္စတွေအခက်အခဲမရှိခြင်းအဆင်ပြေခြင်းနဲ့ဆိုရင်သူကဘာလို့ရမလဲဆိုတော့ကိုယ့်ရဲ့လက်ကိုရှောက်သေးနဲ့ပုတ်ပြီးတော့ဆူတောင်းရပါတယ်။နော်ကိုကတခုကိစ္စတွားကဏီလာကဏီမှာဖြစ်ဖြစ်ဆောင်ရွက်ကဏီပဲဖြစ်လက်ကိုရှောက်သေးနဲ့ပုတ်ပြီးတော့ဆူတောင်းလိုက်မယ်ဆိုရင်တရင်းကုန်နေနဲ့ကိစ္စတွေလွယ်လွယ်ကူကူဖြစ်စေမှာဖြစ်ပါတယ်။ဒါကတော့တင်းလန်နဲ့ပတ်သက်တဲ့ကိစ္စတွေပေါ့နော်တင်းလန်နဲ့ပတ်သက်တဲ့ဆိုရင်တော့ ကားရောင်းတာကားဝယ်တာအကျွေးတောင်းတာအကျွေးပေးတာငွေချင်းနဲ့ပတ်သက်တဲ့ကိစ္စတွေအစဉ်ပြေနေတာ။နောက်အလူကိစ္စအောင်မြင်နေတာမင်္ဂလာကိစ္စတွေအောင်မြင်နေတာစိတ်ဆက်ကြောင်းလန့်ကိစ္စတွေအောင်မြင်နေတာ။နောက်အခြေအနေနဲ့ပတ်သက်ပြီးတော့ပူပန်သောကကြုံတွေ့နေရတဲ့သူတွေလွယ်လွယ်ကူကူပြုလုပ်လို့ရပါတယ်။အဲ့တော့မလုပ်ရမလဲဆိုရင်တနင်္လာနံနဲ့ပတ်သက်တဲ့အကြောင်းကိစ္စတွေအစဉ်ပြေနေတယ်ဆိုရင်တော့ပဲဗလာတာကိုလှူဒန်းပြီးတော့စူတောင်းပါနော်။မြတ်စွာဘုရားကိုလည်းလှူလို့ရတယ်။ ။နောက်ယဟန်တန်ဃာတော်တွေကိုလည်းဆုံးကတ်လူလို့ရပါတယ်။နောက်တစ်ခုကတော့အင်္ဂါနံနဲ့ပတ်သက်တဲ့ကိစ္စပါနော်။အင်္ဂါနံပတ်သက်တဲ့ကိစ္စကတော့ဆက်ပစ္စည်းတို့စံစီစေးစားတို့။နောက်စကားပြောဆိုရမယ့်ကိစ္စတွေ။နောက်ကိုယ့်ရဲ့မိသားစုထဲမှာဆိုရင်လက်အောက်ငယ်သားကိုအကြောင်းပြုပြီးတော့ပူပန်တော့ကအကျုံးတွေ့နေရတဲ့ကိစ္စတွေဆိုရင်နဲ့ဘာလို့ရမလဲဆိုရင်မောဟင်းကဖျားလှူပြီးတော့ဆူတောင်းမယ်ဆိုရင်အခက်အခဲတွေကပြည့်လည်စီမှာဖြစ်ပါတယ်။အဆအဆရရအဆင်ပြေစီမှာဖြစ်ပါတယ်။နောက်ဘောရုံနံကိစ္စပါနော် ဗုဒ္ဓဦးနံဆိုတာဘာတွေလဲဆိုတော့ရွှေဆိုင်ရောင်းကောင်းဖို့တို့နောက်လူမှုရေးအသင်းအဖွဲ့ကိစ္စတွေအဆင်ပြေဖို့နောက်လူစုလူဝေးနဲ့ပတ်သက်တဲ့ကိစ္စတွေအဆင်ပြေစေခြင်းနဲ့ကိစ္စတွေပေါ့အဲဆိုရင်ဘာလို့ရမလဲဆိုရင်ဝလုံးတတောင်ကိုတဲ့ညာဘက်လက်နဲ့တိုင်းဖြတ်ဝါလုံးဝါလုံးပြီးငါတန်နေခန်းလို့ပြောပြီးတော့အပြင်ကရက်ွက်တွေကအမိုက်ပုံတစ်ခုကမှဆွန့်ပြစ်လိုက်ပါဒါဆိုရင်တော့ဗုဒ္ဓဦးနံနဲ့ပတ်သက်တဲ့အခက်အခဲတွေပြေလည်စေတယ်အောင်မြင်မှုရစေမှာဖြစ်ပါတယ် ။နောက်ကြာတော်တင်းနဲ့နဲ့ပတ်သက်တဲ့ကိစ္စဆိုရင်မြေကိစ္စမြေရောင်းကျင်တာမြေဝယ်ကျင်တာနော်နောက်တစ်ခုကအထက်လူကြီးအဲနောက်တစ်ခုကပညာရေးနဲ့ပတ်သက်တဲ့ကိစ္စတွေပေါ့နော်သင်တန်းတက်မဲ့ကိစ္စတွေအဆောင်ဝတ်ဖြည့်ဆို့မဲ့ကိစ္စတွေအောင်မြင်ကျင်တာစတဲ့ကြာတော်တင်းနဲ့နဲ့ပတ်သက်တဲ့ကိစ္စအခက်အခဲတွေကလွတ်ကျင်တဲ့အောင်မြင်ကျင်တဲ့အဆင်ပြေကျင်တဲ့ဆိုရင်တဲ့ကိုယ့်အိမ်မှာရှိတဲ့မီးကျစ်အဟောင်းစွန့်ပစ်လိုက်ပါ ဖွဲ့မိကျအောင်လေးတွေကိုစွန့်လိုက်တာနဲ့ကြာသာပတိနံနဲ့ပတ်သက်တဲ့အခက်အခဲလေးတွေပြည်လည်သွားစီမှာဖြစ်ပါတယ်။တစ်လုံးကြီးလည်းတစ်လုံးစွန့်လို့ရတယ်၊သုံးလေးလုံးစွန့်လည်းရပါတယ်။မိကျအဟောင်းတွေမိကျအစုပ်တွေကိုစွန့်ပြလိုက်ပါနော်။နောက်တစ်ခုကတောက်ကြံနံနဲ့ပတ်သက်တဲ့ကိစ္စတောက်ကြံနံနဲ့ပတ်သက်တဲ့ကိစ္စကဘာလို့ရှိလဲဆိုတော့သွတ်တန်တဲ့အယောင်းအဝယ်တွေကောင်းနေတာပဲဖြစ်ဖြစ်။နောက်ခရီးနဲ့ပတ်သက်တဲ့ကိစ္စတွေအောင်မြင်နေတာပြည်တွင်းခရီးတွေပြည်ပခရီးတွေအဲလိုခရီးကိစ္စတွေအဆင်ပြေနေတာပေါ့။ ။နောက်အမျိုးသားတွေဆိုရင်ဇနီးမယားကိုအကြောင်းပြုပြီးတော့ပူပန်သောကချင်းကျင်တယ်။အဲ့လိုမျိုးဆိုရင်တတ်တတ်လို့ပါလူကိုတတ်တတ်လို့ဟင်းချက်ချက်ပြီးတော့လှူဒန်းပြီးတော့ဆူတောင်းလိုက်မယ်ဆိုရင်တောက်ကြံနေတဲ့ပတ်သက်တဲ့တက်ကျဲတွေပြင်လေသွားတယ်လို့ဖြစ်ပါတယ်။နောက်ခုကတော့စနေနံကိစ္စစနေနံဆိုရင်ဝန်ထမ်းတွေပေါ့အဓိကတော့ယာတုတိုးဖို့ကိစ္စတွေနောက်ဝန်ထမ်းလို့တိုးတက်ဖို့ကိစ္စတွေအောင်မြင်ဖို့ကိစ္စတွေအစဉ်ပြေဖို့ကိစ္စတွေနောက်လျှက်သက်ပစ္စည်းထီ ထီအယောင်းဝယ်ကိစ္စတွေအောင်မြင်နေတာနောက်အမှုခင်တရားတော်အောင်ကျုံးတွေ့နေရတယ်မြည်သူမဆိုပြုတ်လို့လို့ရတာနော်နန်းကြီးတုတ်ကိုဖရောက်ကတ်လို့ပြီးတော့ဆူတောင်းမှာဒါဆိုတော့စနေနံနဲ့ပတ်သက်တဲ့ကိစ္စတွေအဆင်ပြေနေမှာဖြစ်ပါတယ်ဒါတော့ကျွန်တော်တို့နေ့လိုက်နေ့နံလိုက်မဟုတ်ပါဘူးကိစ္စလိုက်တနေ့တာကလာမှာအခုမှအကြောင်းကြီးငယ်ကိစ္စကျုံတဲ့အခါမှာလွယ်လွယ်ကူကူပြုတ်လို့လို့ရတဲ့ရည်ရည်လေးဖြစ်ပါတယ် ဒါမြည်သူမဆိုလုတ်လို့ရပါတယ်နော်မြည်သည့်နေသားသမီးဆိုလုတ်လို့ရပါတယ်အခုမှအเจ้าကြီးကကိစ္စနှစ်ခုကြုံတယ်အကျွေးတောင်းစရာလည်းရှိတယ်အလုတ်လျှောက်ဖို့လည်းရှိတယ်အလုတ်ဆိုရင်လည်းတနင်္ဂနွေနံနဲ့ပတ်သက်တဲ့ရေရာလည်းလုတ်လို့ရတယ်တနင်္လာနံနဲ့ပတ်သက်တဲ့ရေရာလည်းလုတ်လို့ရပါတယ်အဲ့တော့ဘာကိစ္စပဲကြုံကြုံဒါလွယ်ကူပါတယ်နော်လွယ်ကူပဲလွယ်ကူတယ်ဆိုရင်လည်းထိရောက်ပါဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ကောသာဇန်တွေနော်အထက်အဝင်းနက်ကအထွက်နက်ကတွေရုပ်တွေတိတိတွေ လက်ရလက်ဝဲတရာတွေနေဖလာတွေစတဲ့တေချာလေးတွက်ချက်ပြီးတော့မှဒီရေရာလေးတွေကိုအက်ခရနဲ့တည်တည်ကြာကြာပေးတာပါဘယ်ချိန်လုံးရင်ကောင်းမလဲဆိုရင် ပုံမှန်တိုင်းနံနဲ့6နာရီခွဲကနေ9နာရီခွဲအတွင်းလုံးလို့ပိုကောင်းပါလေကျန်တဲ့ရက်တွေမှာလုံမှဆိုရင်လည်းဒါအဆင်ပြေပါတယ်နော်အဲကျွန်တော်တို့ယူရောမင်္ဂလာချန်ကဗုဒ္ဓုံးနေ့ရလွှဲပြီးတော့ကျန်တဲ့ရက်တွေမှာပိတ်ရမစီဖွင့်ပါတယ်အဲတော့မြည်သည့်နေသားနေ့မဆိုကျွန်တော်တို့လာပြီးတော့ရေရာတွေအစီအစဉ်တွေအခမဲ့ စီရင်ဆောင်ရွက်လို့ရပါတယ်။နောက် တနင်္ဂနွေနေ့နေ့တိုင်းနဲ့ခင်မင်းကြီးဆယ်ပါအလှရတရားပွဲရှိပါတယ်နော်။အဲတော့ဒီတစ်ပတ်တနင်္ဂနွေနေ့မှာခင်မင်းကြီးဆယ်ပါနဲ့ပတ်သက်ပြီးကြောကျင်တဲ့လူတွေတောင်းပန်နေတဲ့လူတွေအယူတော်မင်္ဂလာချမ်းကိုနာနဲ့9နာရီခွဲ10နာရီလောက်အရောက်လာလို့ရပါတယ်။အဲ့ဒီဖြူလေးတွေဝစ်လာလို့ရပါတယ်။ပုံမှန်အတိုင်းခင်မင်းကြီးဆယ်ပါကိုလာကြောနေတဲ့လူတွေလည်းအများကြီးရှိပါတယ်။ဒါကြောင့်အเจ้าမျိုးမနဲ့ယူရောမင်္ဂလာချမ်းမလာရောက်နိုင်တဲ့လူတွေ live မော်ကပဲ ဟောစရန်နေမာဂျင်နယ်ဆိုရင်လည်းကျွန်တော်တို့ Viber အနေနဲ့ပြီးတော့ဆက်သွယ်ပြီးတော့မှားလို့ရပါတယ်နော်39692 395 3992အဲ့ဒီဖုန်းနံပါတ်တွေကနေပြီးတော့ဆက်သွယ်ပြီးတော့ဟောစရန်နေမှားနိုင်ပါတယ်။နောက်ဗဇာကြီးမင်းတွေကကြီးပရောက်ပတိလေးတွေဆောင်းလက်ပတ်လေးတွေဘွားစိမ့်နေလက်ပတ်လေးတွေအဲ့ဒါလေးတွေလိုချင်သမားဆိုရင်လည်းတော်ယူရောမင်္ဂလာချမ်းမှာလာဝယ်လို့ရပါတယ်။ဒါမှမဟုတ်ဆိုရင်လည်းအွန်လိုင်းကနေပြီးတော့ Viber ကနေပြီးတော့ဆက်သွယ်ပြီးတော့မှားနိုင်ပါတယ်နော်။ နောက်ကျွန်တော်တို့အဓိကတော့နှစ်လာမဲ့ဒီဇင်ဘာ25ရက်နေ့ဟာအယူတော်မင်္ဂလာကျမ်းမှာအုံယူပွဲရှိပါတယ်ညဘက်မှာရွတ်ကြမှာပါနော်ကြောအုံယူပွဲလာခြင်းနဲ့မိတ်ဆွေတွေမနစ်တုန်းကလာဘူးတဲ့မိတ်ဆွေတွေအားလုံးကိုပြန်ပြောင်းပြီးတော့တတိတရာဖိတ်မှန်ကပြုခြင်းဖြစ်ပါတယ်။ဒီရောမင်္ဂလာချမ်းရဲ့ကျွန်တော်တို့အပန်းနိုင်ရတော့ meditation center ဖြစ်ပါတယ်။ meditation center ဖြစ်အောင်စတင်ပြီးတော့စူးစမ်းနေပြီဆိုတဲ့အကြောင်းသတင်းကောင်းပါလိုက်ပါတယ်။ကျွန်တော်ရဲ့မိတ်ဆွေပေါင်းကိုကျမ်းမှာစိတ်ကျမ်းသာလူရာဆန္ဒ ဖြစ်ပါစေလို့ဆုတောင်းမြတ်တာများလိုက်လဲလဲပို့တာပါလေနော်ဒီနေ့ဟာအတော့ကြာနေဖြစ်ပါတယ်ဒုက္ခကျဝင်တဲရဟောဇန်လေးရိုက်ပြီးတော့တင်ပေးအောင်မှာပါနော်ဒါလို့ဟောဇန်လေးကတော့နည်းနည်းလေးနောက်ကျဖို့ရှိပါတယ်ဒါပေမဲ့ဆက်ဆက်တင်ပြပါမယ်